မင်္ဂလာပါကျွန်တော်ရဲ့ vlog မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်အားလုံး share လုပ်ပေးနေတဲ့အရာတစ်ခုရှိတယ်အဲ့အရာလည်းနည်းနည်းလေးအရေးကြီးရေပေါ့နော်ကိုယ်တိုင်လည်းစမ်းစစ်လို့ရတဲ့ video လေးပါအဲ့ video လေးကိုမစခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe follow လုပ်ဖို့မမေ့ကြပါနဲ့စပါရအောင်ကျွန်တော်တို့အောင်မြင်တဲ့ profitable ဖြစ်ချင်တဲ့ trader အဆင့်ရောက်ဖို့ဟာကျွန်တော် trader အတိုင်းဖြတ်တန်းရမယ်အကြမ်းမြင်၄ဆင့်ရှိတယ်ဆိုတော့ကျွန်တော်ဒီ video လေးမှာရှင်းပြပေးချင်တာပေါ့နော် state 1နဲ့ state 4ဒီကိုကျွန်တော်အကြံပြင်းရှင်းပြပြီးတော့မယ်။နောက်ပြီးရင်ဒီအဆင့်နေရာလဲကျွန်တော်ကိုယ်တိုင်ဖြတ်တန်းခဲ့ပူတာဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုမျိုးအရာတွေကအရေးကြီးလဲဆိုတာကိုဘယ်လိုမျိုးအရာတွေကဖြစ်တတ်လဲဆိုတာကိုကျွန်တော်ပြောပြပြီးတော့ဖြစ်ပါတယ်။ state 1ကိုစားလိုက်အောင်။ကိုက social media ပေါ်မှာတွေ့ရတဲ့မြ strategy ပေါင်းတောင်းချောက်တောင်းကိုအကုန်လုံးကိုလေ့လာတယ်။လေ့လာခြင်းနဲ့အချိန်လဲအားတယ်။လေ့လာနေတယ်ပေါ့နော်။ကိုကဘာလို့လေ့လာလဲဆိုရင်အမြန်အောင်မြင်ရင်တော့ဒီ strategy ပေါင်းတောင်းချောက်တောင်းအကုန်လုံးလေ့လာတယ်။လေ့လာပြီးတော့ကို trade ဝင်တဲ့အချိန်မှာ strategy တွေကအများကြီးပြီးတော့ရှုပ်ထွေးပြီးတော့ ရှင်းရှင်းလင်းလင်းမဖြစ်ဘူးဟို strategy ဟုတ်လို့ဒီ strategy ဟုတ်လို့လည်းဒီကာလမှာအရန်ကိုလေ့လာလွန်အားကြီးပြီးတော့မာတဲ့အမာတခုပေါ့နော်နောက်တစ်ခုကကျွန်တော် pattern trader ပေါ့နော် pattern trader ဆိုတော့ကဒီ stem မှာ pattern တွေကိုအလွတ်ကျက်ပြီးတော့ trade တဲ့ လူတွေပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့တော့ pattern ကိုဘာမှမသိဘူးဘာကြောင့်ဒီ pattern formation ဖြစ်လာလဲဘာကြောင့်ဒီလိုမျိုး pattern ပေါ်လာလဲဆိုတော့ကျွန်တော်မသိဘူးကျွန်တော်ဒီ pattern ပေါ်လာရင်လောင်းလိုက်မယ်ဒီ pattern ပေါ်လာရင် short လိုက်မယ်ဆိုပြီးတော့ pattern ကိုအလွတ်ကျက်ပြီးတော့ trade ဝင်ခဲ့တဲ့ကာလပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့တော့ pattern တွေကိုဘာမှနားမလဲအလွတ်ကျက်ပြီးတော့ဝင်ခဲ့တယ်ပေါ့နော်ကံကောင်းပြီးနိုင်သွားရင်ဟာဒီ pattern ကြီးကတကယ်ကိုအဆင်ပြေပါလား ဟုတ်တယ်ဆိုပြီးတော့ကိုယ်ကပိုယုံကြည်ပြီးတော့ပိုကြက်တယ်ပိုကြက်ပြီးတော့ပိုမှတ်တယ်ကျွန်တော်တွေးမိတာ social media မှာတချို့ဆို print တွေပါထုတ်ပြီးတော့ပါကတ်ထားရှိတယ်ဗောနော်ဆိုအဓိကပြောချင်တာကဒီလိုမျိုးပတ်တန်ကဘယ်လိုမျိုးကြောင့်ဖြစ်ပေါ်လာလဲဆိုတာကိုအကြောင်းရင်းကိုအရင်လေ့လာတဲ့နေဗောနော်အော်ဒီပတ်တန်ကြီးကိုတွေးပြီးတော့ trade ကိုပတ်တန်တွေးလို့ trade ဝင်တယ်ဆိုတာကိုတော့ကျွန်တော်တို့မဖြစ်စေချင်ဘူးဗောနော်ဆိုတော့ဒါကတော့လုံးဝ state 1မှာမှားနေတဲ့အဆင့်လူတိုင်းကြုံတွေ့ရမယ့်အဆင့်ဗောနော် trading ကိုစားလေ့လာကြလာဆိုရင်အာ trading ကလွယ်ကူတယ်ဆိုတာကို ကိုကကိုကိုယုံကြည်ပြီးတော့ဒီ trading ဆိုတာအရင်မခက်ဘူးပေါ့လေသူများရင်းနှစ်ချီကြာနေတာငါ3လ4လနဲ့ငါဖြစ်နိုင်တယ်ဆိုပြီးဝင်ပြီးတော့လေးလာနေတဲ့အဆင်ပေါ့နော်စလည်းမလုပ်ဘူးဘာမှလည်းမ trade ဘူးတာဖြစ်တဲ့အတွက်ကြောင့်စလေးလာနေတဲ့ကာလာဖြစ်တဲ့အတွက်ကြောင့် trading ကိုအရင်ခက်ခဲမယ်လို့ကိုကမယုံကြည်သေးတဲ့ကာလာဖြစ်ပါလေဆိုတော့လေးလာရင်လေးလာရင်လည်း ဒီ state 1ကြော်သွားမှာ state 2 3ရောက်တော့မှာဒီ train เนี่ยခက်ခဲတယ်ဆိုတော့ကိုယုံကြည်လာတယ်လက်တွေ့လည်းခံစားလာရတယ်ပေါ့เนาะဆိုတော့ state 1မှာတော့ကိုယ့်ကိုဒါဒီ train เนี่ย easy ပဲငါ probability ဖြစ်နိုင်တယ်လေးကားလာလောက်နေပေါ့เนาะဆိုတော့အဲ့လိုမျိုးဖြစ်တဲ့ကာလဖြစ်ပါနောက်တစ်ခုကကျွန်တော်တို့ state 1မှာအဖြစ်အများဆုံးကိုယ်တိုင်လဲကျွန်တော်ကိုယ်တိုင်လဲအဲ့ဒါကိုထင်ခဲ့အမိဆုံးအရာပါလဲဆိုရင် technical analysis TA ကိုပိုင်းပိုင်းနိုင်နိုင် analysis လုပ်တတ်တယ်ဆိုရင်အောင်မြင်ပြီလို့ကိုကထင်ခဲ့တယ်ပေါ့နော်ဒါလည်းလုံးဝမှားပါတယ် 48A ကကျွန်တော်တို့ trading မှာ20 to 30%လောက်ပဲအရေးကြီးတယ်ပေါ့နော်။ကျန်တဲ့70%လောက်က psychology တွေ emotion တွေ risk management တွေအဲ့လိုမျိုးတွေအရေးကြီးမှန်းကိုကိုက state 1မှာမတိခဲ့သေးဘူး။မတိခဲ့သေးတော့ဒါတွေကိုမလေ့လာဘဲနဲ့ technical analysis ကိုလုံးဝ special လေ့လာတယ်။ so analysis ကိုလေ့လာတဲ့အချိန်မှာလည်းမှားတဲ့ဟာတွေကိုလည်းလေ့လာမိတယ်။မှန်တာတွေကိုလည်း၄လာမိတယ်။ social media မှာ trader ပေါင်းအများကြီးရှိတယ်။ သူတို့တုံးနေတဲ့ strategy ရတယ်အများကြီးရှိတယ်ဆိုတော့ strategy ပေါင်း16000ကိုခုနပြောလို့ကျွန်တော်တို့လေးလာနေတာဖြစ်တဲ့အတွက်ကြောင့်ဘယ် strategy ကအဆင်ပြေပြီးတော့ဘယ် strategy အဆင်မပြေဘူးလည်းမသိသေးဘူးဘယ်က fake trader လဲဘယ်က decay trader real trader လဲဆိုတော့ကိုယ့်အပြမသိသေးဘဲနဲ့အကုန်လေးလာပြီးတော့ကိုကလောဘကြီးပြီးလေးလာနေတယ်ကာလာဖြစ်တဲ့အတွက်ကြောင့်အကောင်လုံးရောထွေးရှုပ်ထွေးနေတယ်ကျွန်တော်တို့အချီလုံးလိုမျိုးပဲကာလဖြစ်ပါတယ်ဆိုတော့ဒီ state 1ကဘယ်လိုမျိုးကာလဒီမှာကြုံတက်လဲဆိုရင်ကျွန်တော်ပထမလာနေပြီးတော့အနည်းဆုံး3လ ဖြစ်နိုင်9လ6လလောက်ထိကိုဒီလိုမျိုး state ကသွားနေတတ်တယ်ပေါ့နော်။ကိုကဒီ edge လုံးကြီးကိုမဖြီးနိုင်တည်းရင်တော့ဒီ state 1တွေကြော်မှာမဟုတ်ဘူးပေါ့နော်။ဒါတော့ state 1ဖြစ်ပါတယ်။ state 2ရောက်တော့ကိုကနည်းနည်းလေးနားလည်လာပြီ။ဒါ trading ကထင်သလောက်လည်းမလွယ်ပါလား။နည်းနည်းလေးခက်တယ်ဆိုတော့ယုံကြည်လာပြီပေါ့နော်။အရင်ခက်တယ်ဆိုတော့တိတ်လက်မခံချင်သေးဘူး။နည်းနည်းလေးခက်တယ်ပေါ့နော်။ဆိုယုံကြည်ချင်လာပြီ။နောက်တစ်ခုက technical analysis ကိုကိုက strategy တစ်ခုကိုကောင်းကောင်းလောက်ရတော့မယ်ဆိုတာကိုကိုကနည်းနည်းလေးသဘောပေါက်လာ။ဆို strategy တစ်ခုကိုစပြီးတော့ ခြေချပြီးလေးလာနေတဲ့ကာလာလို့ပြောလို့ရတယ်ပေါ့နော် strategy တစ်ခုကိုတစ်ခုခုံကူပြီးလေးလာရစားရဲ့ဟာကဒီ strategy တစ်ခုကိုပဲဒေချာ design မမှတ်နဲ့လေးလာပြီးရင်ဒီအရောပဲရေရှည်ဆက်လုပ်မယ်ဆိုရင်ကိုကအောင်မြင်နိုင်မယ်ဆိုတာကိုလည်းကိုကနည်းနည်းလေးခြေရခံမိလာပြီလို့ပြောလို့ရတဲ့ကာလာပေါ့နော်နောက်တစ်ခုက risk management ကိုလည်းနည်းနည်းလေးလက်ခံတာပဲဆို risk management မနိုင်ရင်ဘယ်လိုမျိုးဖြစ်တယ်လဲဘယ်လိုအကျိုးဆက်တွေဖြစ်တယ်လဲဆိုတာကိုနည်းနည်းလေး စပြီးတော့ထီးတွေ့လာရတဲ့ကာလပေါ့နော်နည်းနည်းလေးသဘောပေါက်လာတဲ့ကာလလို့ပြောလို့ရရင်ပုံမှန်ပဲပေါ့နော်ကိုက strategy တခုလည်းလေးလာနေရပြည့်တဲ့ကြောင်းလက်တဲလည်းစမ်းကျင်တယ်ကိုပိုင်းလည်းလှုပ်ကျင်တယ် trade တွေကိုကိုတိုင်း trade နေပြီပေါ့နော်လက်တဲစမ်းနေပြီပေါ့နော် best strategy ကောင်းလဲ best strategy မကောင်းဘူးလဲဆိုတော့ဒီ state မှာလုံနေပြီပေါ့နော် so အမဘာကြီးကြုံလာတတ်ရလဲဆိုရင်ကျွန်တော်တို့ state 2မှာကိုယ်ဘတ်တက်စင်းတေချာမလုပ်ပဲနဲ့ ဘယ် strategy ကကောင်းလဲဆိုတော့ကိုကမသိဘူးဒီ setup ပေါ်ရင်ကိုကဝင်ရမယ်ဒီ setup ကဝင်ဖို့ရရင်တော့များတယ်ဆိုတော့ကိုက better stage မလုပ်ထားတော့ကိုကိုယုံကြည်မှုမရှိပဲねဟိုအပြေးဝနိုင်ပြီးတော့အပြေးဝနိုင်ရမယ် trade တွေဆိုရင်လည်းမနိုင်တာတွေဒီကာလမှာဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ဒီကာလမှာအများကြီးကြုံတွေ့ရမယ်ခုနပြောလိုပဲ technical analysis ကလည်းအရေးကြီးတဲ့လောက်အရေးကြီး တယ်ဒါပေမဲ့တခြားအရေးကြီးအရာတွေလည်းရှိသေးပါလားဆိုတာကိုလည်းဒီမှာနည်းနည်းလေးစာပြီးသဘောပေါက်လာတဲ့ကာလလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ state 2ကဘလောက်ကြာတတ်လဲဆိုရင်ကျွန်တော်6လကနေတနစ် maybe တနစ်ကျော်လောက်ထိတော့ဒီကာလဖြတ်တန်းသွားတတ်တယ်ပေါ့နော် state 3မှာဆိုရင်တော့ကျွန်တော်1နဲ့2ကိုဖြတ်တန်းပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ကိုကတော်တော်သဘောပေါက်သွားပြီ။ဟာ training ကသင်ထားတာခက်ခဲပါလားဆိုတော့လေကိုကနှစ်ဖူးတွေ့တူတွေ ठी တွေ့ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ဒီ state 3မှာကိုကလက်ခံလာပြီ။နောက်ပြီးရင်ဒီ state 3မှာ state 2တော့လို့ပဲ strategy တစ်ခုကို design မမှန်းနဲ့လေ့လာပြီးတော့တုံးဆွဲနေပြီးတော့ဖြတ်တန်းခဲ့ဘူးတာဖြစ်တဲ့လို့ကြောင့် state 3မှာဒီ strategy တစ်ခုကိုပဲတအားရောက် consistency ရှိရှိနဲ့တအားရောက် trade ဝင်နေပြီး trade ဝင်နေတဲ့ကာလလို့ပြောလို့ရတယ်ပေါ့နော်ပြည်နယ် risk management ကိုလည်းကိုဘယ်လောက် risk မယ် trade တကြောင်းဝင်ကိုဘယ်လောက် risk မယ်ဆိုတာကိုလည်းလုံးဝအတိအကျနဲ့ဒီ risk ဒီ trade အဲ့လိုမျိုး consistency ရှိနေ trade တစ်ခုကိုဝင်နေတဲ့ကာလလို့ပြောလို့ရတယ်။ဒီ state 3မှာက profitable မဖြစ်သေးဘူးပေါ့နော် consistency မဖြစ်သေးဘူး။ ဒါပေမဲ့ဒီလိုမျိုး consistency ဖြစ်နိုင်တဲ့လမ်းကြောင်းပေါ်ရောက်ဖို့ရအောင်ရှောင်းလန်းနေပြီပေါ့နော်။တောက်လျှောက် strategy ပေါင်းတောင်းလျှောက်တောင်းခုံမကူးနေတော့ဘူး။တစ်ခုကိုတစ်ခုပဲလုပ်တယ်။ပြီးရင် session တစ်ခုဆိုတစ်ခုပဲ trade တယ်။နောက်ပြီးရင်ကိုယ့်ကို rules တွေလည်းချမှတ်လာနိုင်ပြီပေါ့နော်။ကိုဘာမားနေလဲကိုဘယ်လိုမျိုးနေရာကြီးပြင်တတ်လဲဆိုတော့ကိုလည်းကောင်းကောင်းပေါ့တိလာနိုင်တဲ့ကာလဖြစ်ပါတယ်။ဆိုဒီကာလမှာကျွန်တော် journal လုပ်တာအရေးကြီးလာပြီဆိုတော့လည်းလက်ခံလာပြီ journaling လုပ်ပြီးရင်လည်းဒီကျွန်တော်ပြောလို့ပဲအပတ်တိုင်းကိုကိုစမ်းစစ်တယ်တုံးတက်တယ် ဒီလိုမျိုးတွေပုံမှန်မှန်ကန်တဲ့အရာတွေကိုတောက်လျှောက် consistent ရှိရှိ ပုံမှန်လုပ်နေတဲ့ကာလဖြစ်ပါတယ်ဆိုတော့ဒီကာလကဘယ်လိုမျိုးကြာတယ်လဲဆိုရင်တစ်နှစ်ကနေပြီးတော့နှစ်နှစ်၃နှစ်လောက်ထိတော့ဒီကာလသွားနေတတ်တယ်ပေါ့နော်ဆိုတော့ဒီကာလအတွင်းမှာလည်းကိုက profan တွေလည်းဖြည့်နေပြီ profan တွေရဲ့သဘောတရားတွေလည်းနားလည်နေပြီ basic တွေလည်းအောင်မြင်နေပြီဖြစ်တဲ့ဖြစ်တဲ့ကြောင့်ဒီကာလမှာ profan ကိုကိုယ်တိုင် challenge တွေဖြည့်နေတယ်အကောင့်ပြတာတွေလည်းများတယ်အောင်တာတွေလည်းရှိတယ်ဒါပေမဲ့ consistent ပြရောက်တော့မရသေးဘူးပေါ့နော်ဆိုတော့ဒါကတော့ state 3ဖြစ်ပါတယ် state 4မှာဆိုရင်တော့ဒါကလုံးဝနောက်ဆုံးဆင့် profitable ဖြစ်တဲ့ trader consistently ဖြစ်တဲ့ trader လို့ပြောလို့ရတဲ့အဆင့်ဖြစ်ပါတယ်ဒီနောက်ဆုံးအဆင့်ကိုရောက်ရင်ကျွန်တော်တို့1 to 1.5%အလောက်ပဲကျွန်တော်တို့ဒီနောက်ဆုံးအဆင့်ကိုရောက်တယ်ပေါ့နော်ဆိုဘယ်လိုမျိုးအချိန်မှာလူတွေလှည့်ပြန်သွားတာများလဲဆိုရင်ကျွန်တော် state 2နဲ့3ကာလမှာကျွန်တော်လူတွေလှည့်ပြန်သွားတာများတယ် 6လလောက်လေ့လာပြီးတော့ကိုကဟာမဟုတ်ဘူးဒါကြီးက scan ပြီးကိုကလည်းကောင်းကောင်းမလေ့လာဘူးကိုလေ့လာနေတာမှားပြီးတော့ trading ကိုပဲအပြစ်ပုံချပြီးတော့ဟာဒီ trading အဆင်ပြေပါဘူးဘာညာနဲ့ပေါ့နော်အဲ့လိုခံစားပြီးတော့နောက်ပြန်လှည့်သွားတဲ့လူတွေက state 2မှာအများဆုံးဖြစ်ပါတယ် state 2နဲ့ trader မှာလည်းနောက်ထပ်တဝက်လောက်ကထပ်ပြီးတော့လှည့်ပြန်သွားတယ်ပေါ့နော်ဆိုတော့နောက်ဆုံးအဆင့်ကိုရောက်တဲ့အချိန်မှာ1% 1.5%နည်းနည်းလေးပဲကျန်တော့တယ်ပေါ့နော်ဆိုတော့ဒီအဆင့်ရောက်တဲ့လူတွေကဘယ်လိုမျိုးဖြစ်သွားပြီလဲဆိုရင်တော့ emotional emotional လောကမပါတော့ဘူး risk management ဆိုတာလည်းပြောစရာမလိုတော့ဘူး over leverage over trading revenge trading ဆိုတာလုံးဝမရှိတော့ဘူးကျွန်တော်ခုန state 2နဲ့ tree မှာ revenge trading နဲ့ over leverage တွေအကုန်လုံးဖြတ်တန်းအားမှာပေါ့နော်ဆိုတော့ state 4မှာဆိုရင်အဲ့အရာတွေမရှိတော့ဘူး consistent trade ဖြစ်နေပြီဒီရင်ကိုယ့်ဟာကိုယ်ဘယ်နေရာမှာမားနေလဲကို rules တွေကိုလည်းပြင်တိုင်းပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့် ဒီ trading ကြီးကပြင်းစရာကောင်းလာတဲ့အဆင့်လို့ပြောလို့ရတယ်ပေါ့နော်။ဘာကြောင့်ပြင်းစရာကောင်းလာလဲပြောရဲဆိုရင်ကိုကဒီ rules တွေကိုတတ်မှတ်ထားပြီးဒီ rules တိုင်းကိုကိုကတောက်လျှောက်လေ့လာလိုက်နာနေတာဖြစ်တဲ့အတွက်ကြောင့်ပုံသေးကားချက်လူကြီးဖြစ်နေတာပေါ့နော်။တနေ့တနေ့ကျွန်တော်တို့ဒီ trade ကိုဝင်မယ်ဒီ trade ကိုဘာကြောင့်ဝင်လဲဆိုတော့ဒီ rules တွေချမှတ်ထားတယ်ဒီ rules တွေတိုင်းကိုက်ညီတယ်ဆိုရင်ကိုက trade ကိုဝင်တယ်ဝင်ရင်လည်းကိုယ့်ရဲ့ risk management ကပုံသေးပဲ over leverage မရှိဘူးဒီတိုင်းပဲဒီ risk တိုင်းပဲ နေတိုင်းနေပါဝင်လဲပေါ့နော်ဆိုတော့ဒါအောင်ရှောက်နေတိုင်းဒီလိုမျိုးလှုပ်ပါလှုပ်ပါများလာလို့ training ကြီးကပြင်းစရာကောင်းလာတယ်ဆိုတော့ဒီဆင့်မှာအဲ့လိုမျိုးစခံစားလာပြီဆိုရင်ကိုကနည်းနည်းလေးတိုးတက်လာပြီလို့ပြောလို့ရတယ်ပေါ့နော်နောက်ဆုံးဆင့်ကိုရောက်ဖို့ကကျွန်တော်တို့အနည်းဆုံးနှစ်နှစ်ခွဲသုံးနှစ်လောက်အချိန်ပေးမှဒီနောက်ဆုံးဆင့်ကိုရောက်မှာဖြစ်ပါတယ်ဆိုတော့ training ကကျွန်တော်တို့အများကြီးအများထင်တယ်လို့သူများတွေပြောနေတယ်လို့လွယ်ကူပြီးတော့အောင်မြင်တဲ့လုပ်ငန်းတော့မဟုတ်ဘူးအချိန်အများကြီးပေးရတယ်ပေးဆက်ရတယ် stage 4ကိုရောက်ဖို့အတွက်ငွေရောအချိန်ရောလူအင်အားရောညံစွမ်းရောစည်းကမ်းလိုက်နာမှုတွေရောအကုန်လုံးကိုပေးဆက်ပြီးရောစနစ်တကျလုံးမှာဒီလုပ်ငန်းအောင်မြင်နိုင်မှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲ stage 4အမြဲတမ်းရောက်ကြပါစေလို့ပြောရင်းနဲ့ပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါအောင်